ပါလွာတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးပွဲတက်လာတာကြောင့်ဝေဖန်ခံနေရတဲ့တင်စာဝင်းကျော်တင်စာဝင်းကျော်ဟာပြန်လည်လွမြောက်လာတာလပိုင်းလောက်သာရှိပြီးလူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တဲ့သူပါတင်စာဝင်းကျော်ရဲ့ fashion ကအရင်နှုန်းကတော့ပွင့်လင်းမြင်သာတဲ့ fashion တွေဖြစ်ခဲ့ပြီးအရှိကိုအရှိတိုင်းခြားပြခဲ့ပါတယ်ပွဲတက်လာရင်ဘလို့ဝတ်စုံတွေဝတ်ပြီးထွက်ပေါ်လာမလဲဆိုတဲ့အထိ အမျိုးသားထုကြီးကစောင့်ကြည့်ပြီးအားပေးခဲ့တာပါတင်ဆောင်ဝင်းကျော်ကခန္ဓာကိုယ်အချိုးအစားကလည်းလှပတာကြောင့်ခန္ဓာကိုယ်ကိုအရှိအတိုင်းပေါ်လွင်စေမဲ့အဝတ်အစားတွေကိုလည်းဝတ်ပြီးဓာတ်ပုံရောင်းချခဲ့ပူပါတယ်တင်ဆောင်ဝင်းကျော်ဟာဖက်ရှင်နဲ့ပတ်သက်လာရင် မကြာခဏဝေဖန်ခံခဲ့ရပေမဲ့လည်းဂယုမဆိုင်ခဲ့ပါဘူး အားကစားလုပ်ပြီးထိမ့်သိမ်းထားတဲ့ခန္ဓာကိုယ်အလှကိုပြသချင်တာကြောင့်ဘသူမှမဝေရဲတဲ့ fashion တွေကိုတင်စာဝင့်ကြော်ကဝတ်ပြပြီးပွဲတက်ခဲ့ဘူးပါတယ်မြမယင်ကျေးမှုနဲ့မတင်တော်ရာတွေကိုပြုမှုခဲ့တာကြောင့်ဖန်းခံခဲ့ရပြီး မကြသေးခင်ကမှ ပြန်လည်လွတ်မြောက်လာပါတယ်ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတင်စာဝင်းကျော်ကအမှုပညာလုပ်တွေကိုပြန်လုပ်နေပြီဖြစ်ပြီးပွဲတက်တွေကြော်ညာတွေကိုလည်းလက်ခံနေပါပြီအရင်နဲ့မတူတော့တဲ့တင်စာဝင်းကျော်ဖြစ်အောင်ပေါ်ထွက်လာမယ်လို့ပြောခဲ့တဲ့အတိုင်းဖက်ရှင်တွေကလုံလုံခြုံခြုံနဲ့လှပနေပါတယ်ရိုးရိုးလေးဝှေ့ရင်လဲလှတာကြောင့်နောက်လဲဒီလိုပဲဝှက်ပါဆိုပြီးသူ့အတွက်တိုက်တွန်းခဲ့ကြတာပါဒါဒါပဲမဲ့ဒီရက်ပိုင်းမှာခါရှိုးတော်ဖွင့်ပွဲတစ်ခုကိုတက်ရောက်လာခဲ့တဲ့တင်စာဝင်းကျော်က သားလွာတဲ့ဝစ်စုံကိုဝစ်ဆင်ထားတာကြောင့်ဝေဖန်ခံနေရပါတယ်။တင်စာဝင်းကျော်ရဲ့ဝစ်စုံဟာခန္ဓာကိုယ်ပေါ်ကတက်တူးတွေကိုမြင်ရလောက်အောင်ပါလွာနေတဲ့အပြင်ဝစ်စုံရဲ့အောက်ပိုင်းကိုလည်းပိတ်စလေးတစ်ခုထဲနဲ့ဘဲဖုံးအုပ်ထားတာပါခန္ဓာကိုယ်ကောက်ကြောင်းကရမ်းလာတာကြောင့်တင်စာဝစ်ကျော်နဲ့ဒီဝစ်စုံကအရန်လိုက်ဖက်နေပါတယ်။ကားရှိုးတော်ဖွင့်ပွဲကိုတက်ရောက်လာသူတွေကတင်စာဝင်းကျော်ထက်မှအာယုံရောက်နေပြီးအရင်လိုဖက်ရှင်နဲ့ပြန်လည်ပွဲတက်လာခဲ့ ပွဲကိုတက်ရောက်လာသူတွေအထဲမှာသူ့ဖက်ရှင်ကတော့အထူးခြားဆုံးဖြစ်နေတာပါပါလွာတဲ့ဝတ်စုံဖြစ်တဲ့ပြေမလုံးမချုံဖြစ်နေတာကြောင့်တင်စာဝင်းကျော်ရဲ့ ဖန်ရှင်ကြီးကိုဘေးလူတွေကငင်းနေရပါတယ်။ဝစ်စင်ထားတဲ့ဝစ်စုံကခန္ဓာကိုယ်နဲ့ကွက်တိကြပြီးလှပပေမဲ့လည်းပေါင်ရင်ထိခွဲထားတဲ့အပြင်ပိတ်ဆက်လေးနဲ့ပဲဖုံးအုပ်ထားတာကြောင့်တင်စာဝင့်ကျော်ကိုအမှတ်မရှိဘူးလို့ဝေဖန်နေကြပါတယ်။အရင်နဲ့မတူတဲ့တင်စာဝင့်ကျော်ဖြစ်ပွဲတက်လာမယ်လို့ပြောခဲ့ပေမဲ့လည်းအခုတော့တင်စာဝင့်ကျော်ရဲ့ဖက်ရှင်ကလူပြောစရာဖြစ်နေခဲ့ပါတယ်။ဒီလိုဝစ်စုံတွေကတော့တင်စာဝင့်ကျော်လိုခန္ဓာကိုယ်လှပတဲ့သူမှဝစ်စင်နိုင်တာဖြစ်ပေမဲ့လည်းသူ့အတွက်တော့စိုးရိမ်နေ ကြတာပါလူငင်းချမ်းသာ권နဲ့လူမြောက်လာသူဖြစ်တာကြောင့်သူ့ကိုမနာလိုသူတွေက၆တွန်းလိုက်မှာကိုသူ့ပြိတ္တတွေကစိတ်ပူနေကြပါတယ်အရင်တုန်းကတင်စာဝင်းကျော်ရဲ့ fashion တွေကိုပြန်လည်မြင်တွေ့ရတဲ့အတွက်အမျိုးသားထုကြီးကတော့သဘောကျနေကြတာပါအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့တင်စာဝင်းကျော်ဟာအရင်လိုလှပနေသေးပဲဖြစ်ပြီးသူ့ရဲ့မျက်နှာနဲ့ဝတ်ထားတဲ့ဝတ်စုံကတော့လိုက်ဖက်ညီနေတာပဲဖြစ်ပါတယ် တင်စာဝင်းကျော်ဟာအရင်လိုနိုင်ငံခြား website တွေမှာတော့ဓာတ်ပုံတွေကိုမရောင်းချတော့ဘဲအမှုပညာအလုပ်ကိုပဲပြန်လုပ်နေတာပါဓာတ်ပုံတွေကိုရောင်းချတာကဒေါ်လာ3နဲ့ချီရပြီးဝင်ငွေကောင်းပေမဲ့လည်းတင်စာဝင်းကျော်ကတော့ဆွန့်လွတ်လိုက်ပါပြီဒါပေမဲ့ fashion မှာတော့ဘယ်သူမှလိုက်မမီလောက်အောင်နှားပနေစေဖြစ်လို့ ဟာခနဲဟင်ခနဲဖြစ်စေမဲ့ဝစ်စုံတွေကိုဝစ်ဆင်နေတာပါတင်စားဝင်းကျော်ရဲ့ပပလှလှအဝါရောင်ဖက်ရှင်လေးကိုပရိသတ်ကြီးရောသဘောကျရဲ့လားဆိုတာပြောပြခဲ့ပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်ဆက်လက်ပြီးတော့ဒီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ